မင်္ဂလာပါရှင်။ဆရာကြီးတော်ရဆွေရဲ့အထုပ်ပတိမှစံကုန်သေးလေးဆိုတဲ့အကြောင်းအရာကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။စံကုန်သေးလေး သာကြွေးမှုမရာကြွေးမှုတခုပညာကို၌ပါဆိုသည့်စကားအရာကျွန်တော်မှဆရာပြေအောင်ထားတော်လဲလက်ရှိအခြေအနေရကြောင်းဆရာအလုပ်မရနိုင်ပါဒီတော့အဖေကစင်စားစီမံပေးသည်ပေါင်တေမျိုးကပြည်လုံးဩဘာဆန်ဆက်ပိုင်းရှင်တတိဦးမောင်ကြီးမြမအလင်းတရင်စာတိုက်ပိုင်းရှင်သည်ဂျပန်အပြေးတိုင်းပြည်ပယုပရဲ့အခြေ၌ရွာက ကျွန်တော်တို့အိမ်မှာ၄၅၆လမြောက် လာရောက်ခူအောင်သွားဖူးသဖြင့်လူချင်းအင်မတန်ခင်မင်းရင်းနှီးနေသည်ထို့ကြောင့်အဖေသည်ကျွန်တော်အားဥမောင်ကြီးစီခေါ်သွားပြီးစက်ထဲမှာတင့်လျော်သော အလုပ်မာစာပါပြောသည်အဖေသည်ကျွန်တော်အားစက်ထဲမှာကတ္တာအကူစရေးလောက်ကစပြီးဆက်မနေကြလောက်ရောက်အောင်ရည်မှန်းသည်ကျွန်တော်ကတော့ပထမဥမောင်ကြီးခိုင်းတာလုပ်ပြီးနောက်ကျွန်တော်စာပေဝါသနာပါကြောင်းပြောပြ၍ ရန်ကုန်ကမြမအလင်းသတင်းစာတိုက်တို့ပို့ပေးဖို့ပြောမည်ဟုစိတ်ကူးသည်။သို့သောထိုအချိန်မှာအောက်မြမပြည်တွင်ဆံများအယောင်ထိုင်နေ၍ဦးမောင်ကြီးသည် သူ့ဆက်ထဲကကြိတ်ပြီးသားဆံတွေမန္တလေးသို့တွားရောက်ရောင်းချပေးပါဟုပြောခြင်းဖြင့်ကျွန်တော်မှမမျော်လင့်သောဆံကုန်သေးဘွားတို့ရောက်သွားရပါတော့၏။ဦးထွန်းရင်ဦးအောင်လေးတို့ လက်ထဲရောက်သောအခါ၌အဆိုရနေအမှုဖြစ်၍ ပြည်သူပိုင်းအသိခံရသောပေါင်းတဲမျိုးပြည်လုံးဩဘာဆန်ဆက်မှာ ထိုစဉ်အခါကရန်ကုန်မျိုးမြမအလင်းတရင်စာတိုက်ပိုင်းရှင်ဦးမောင်ကြီးယခုကွယ်လွန်သူဤဆန်ဆက်ဖြစ်ပါ၏ဦးမောင်ကြီးဤတိုက်သည်၎င်းဆက်ဝင်ထဲမှပင် စနေမျက်နှချင်းဆိုင်တွင်ရှိ၏ဦးမောင်ကြီးသည်ကျွန်တော်နှင့်စာတင်တိကျွမ်းစဉ်ကအသက်50ခန်းအသာဖြူဖြူနှင့်လူပူပူဝါဝါသဘောတကာရကောင်းသူဖြစ်၏ သို့တော်သူသည် ပဆံကြီးငွေချမ်းသာလင့်ကစားကာယဒုက္ခပြေဝသူမဟုတ်ရှာပေသူမှာတထေးနာခေါ်သူတို့ယောဂကရှိလေသဖြင့်စားကျင်နာမစားရတောက်ချင်နာမတောက်ရ အစာတောက်အနည်းအထိုင် စင်ချင်ရသူဖြစ်ပါ၏လောက၌လူတို့သည်ငွေချမ်းသာတိုင်းလူချမ်းသာကြသည်မဟုတ်ကုန်တဏီအားဖြင့်မိမိ၌ရှိသောငွေလုံးငွေကဲကိုမူလထက်မယုတ်ရော်ရာ တူပါအောင်သာ ကြိုးစားဆောင်ရွက်နေရသောငွေကြွငွေအလုသမားကြီးဖြစ်နေတတ်၏အဖေဤဆက်သွယ်ပေးမှုဖြင့်ကျွန်တော်နှင့်တည်ကျွမ်းရသော1946ခုနှစ်မှကျွန်တော်တို့ပြည်ခရိုင်တွင်ဆန်တွေအလွန်ပေါ်နေ၍ဆန်စည်းမကောင်းပေအထက်ပမာပြည်မန္တလေးမြို့သို့ယူသွားနိုင်မှဈေးကောင်းရ၏ဆန်တတွဲပါသွားလျှင်45ရက်အတွင်း4500မြတ်၏ ထို့ကြောင့်ဦးမောင်ကြီးသည် သူ့ဆက်တဲကဆံများကို ကုံတဲတို့အားခွဲကြိတ်ခမြနှင့်ရောင်းနေရသည်ကို အာမရနိုင်ပဲဈေးကုန်ရစိမ့်သောကကျွန်တော်အားမန္တလေးမြို့သူစေလွချင်းဖြစ်ပါ၏ထိုစဉ်ကကက်စပီခေမိရထားသည် ကုံတွဲတန်စာတို့ကိုလမ်းမှာတာဝန်မခံပြီတွင်ငါဤတန်စာပြီ၏သို့သောလမ်းတွင် ကိုပစ္စည်းကိုတွဲဆောင်နှင့်လိုက်ရ၏ပထမဆုံးကျွန်တော်ခရီးကောင်းမှာ တုံတွင်းဝင်စံအိတ်150ပါးတွဲတွဲဖြစ်၏စံတွဲတွဲသည်ပေါင်းတယ်မျိုးမှမန္တလေးမျိုးတို့ရောက်အောင် ကုံကြငွေမနေပါပဲတွဲတွဲရာစိန်သောငါပေါင်းတယ်ဘူတာယုံပိုင်ကိုတရားကြက်ပေးရ၏နိုဘီလမ်းတွင် အလီလီပေးရသည်များရှိသည်၏ကံအားလျောစွာထိုစဉ်ကဒံယာရီစအုပ်သည်ယခုကျွန်တော်စာရေးစပွဲထဲ၌ရှိနေ၏ဟိုတုန်းကပကတိမျက်စိနှင့်ရေခဲသောလက်ရည်ကလေးများကို ယခုဒီဂရီ200အစိတ်ရှိသောမြန်မာနှင့်အတော်ဖတ်ယူရ၏ပထမဆုံးအခေါက်တွဲအတွက်အလီလီပေးရသောငွေများလက်ပရန်2ချက်ပဇွန်တောင်း4ချက် ပြည်နန်းစား2ချက် ပြင်မနာ2ချက်သာစီ6ချက်ဤသို့အမျိုးမျိုးမှာအလီလီပေးရသောငွေကအခြားမဟုတ်ပေ။ကုံရထားတို့မြည်သည် လူစည်းရထားလိုဒိုက်ရိုက်သွားသည်မဟုတ် လေဗဒန်ရန်ကုန်လိုလမ်းခွဲရှိသောဘုရားကြီးများမှာရှန်တိန်လို၍တထောက်တစကန်တွဲဖြုတ်ပြီးရန်နာထားတတ်ကြသည်ထိုအခါဘီတို့ဝင်းယိုတို့ကို တူရီကနန်းလက်မတွေနှင့်တတောက်တောက်လာရောက်ခောက်တတ်ကြ၏မြေသားဌာနကုံတွဲပဲဆိုင်ရာအလုသမားများသူတို့ကဒီတွဲဝက်ဥချောင်းနေတယ်အလေစိတ်မချရဘူးသာသဖြင့်ဆိုင်ငတ်ထားနိုင်ကြပါသည် သူတို့နှင့်ပြေလေပါမှ တွဲကိုထွက်မိယထာချိတ်ပြီးတတ်ကြသည် ထို့ကြောင့်နှစ်ယောက်တည်းတွင်၃ယောက်တည်းတတောက်တောက်လာခောက်ပြီးဆိုမှဖြင့်ဘာမျှပြောမနေတော့ပဲတယောက်တစ်ချက်လောက်ပေးလိုက်ရသည်သာဤခရီးလမ်းတစ်လျှောက်မှာတာစီဘူဒါသည်အကဲဆုံးသည်နှစ်ယောက်တည်းကြီး သုံးကလာလေသဖြင့်၆ချက်တောင်ချိုးသွားပါသည်ဤတို့ပြီးရန်ကျွန်တော်အရင်သွားဘူးတော်သူများကညွန်ကြားထားပါ၏ရင်တို့ဖြင့်ကျွန်တော်သည်မန္တလေးမြို့သို့ပထမဦးဆုံးအကျဉ်းရောက်ခဲ့ပါသည် ထိုစဉ်မန္တလေးမှာကျွန်တော်ဆွေမျိုးမိတ်ဆွေတယောက်မျှမရှိပါကြ။ကျွန်တော်အလွန်တွေ့ချင်နေသောသူတဦးကရှိ၏ဆရာကြီးရွှေဦးတော်ဂျပန်ခေတ်ကကျွန်တော်ရန်ကုန်တွင် မြင်းလယ်မောင်းနေစဉ်ကပင် ထိုကာလသူရိယသတင်းစာတိုက်သည်ဗဟန်ကုတ်ကိုင်းလမ်းတွင်ဖြစ်၍ကြီးမင့်တိုင်မှ နေစဉ်သွားနေသောသတင်းစာဆရာဦးသိမ်းမောင်အစဉ်တင်၍ကျွန်တော်လှည့်နှင့်ပါလာသောအခါများ၌ဆရာကြီးအကြောင်းကိုမေးရသည် ရှီဦးတော်ကမန္တလေးသားပဲအခုနဲ့မန္တလေးမှာပဲနေပါလိမ့်မယ်ဟုဆရာဦးသိန်းမောင်ကပြောထားပါသည်။သို့သောယခုကျွန်တော်လာခဲ့တာက ကုံတဲ့ကိစ္စဆရာကြီးနဲ့ဘာမှမဆိုင်ကိုဆန်တွေရောင်းရဖို့ဒီမူလပထမ။ကဲဒါတွေဘလို့ဆက်သွဲရောင်းချပါမည်နည်း။သို့သောစီဝါရေးလုပ်ငန်း၌ကုံတဲ့ကြိုက်သောဥစ္စာပစ္စည်းတင်မှရှိနေပါကဘာမှခက်ခဲသည်မဟုတ်ပါချေ။ ထိုစဉ်ကမန္တလေးကစံပွဲယုံများမှာပွဲစားလူကြိုတို့သည်ကုံရထားစိုက်တိုင်းဘူတာမှာခြေချင်းလိမ်နေကြသည်ထိုနေ့နနဲ့လင်းအားကြီးမှာကျွန်တော်နှင့်တွေ့ဆုံရမည်ကဟင်းဒရာမြင့်ပွဲယုံမှာအထောက်တော်များကျွန်တော်ကသူတို့အဖို့မျက်နှာစိမ်ဖြစ်နေသည်နှင့်ဒီစံဒီဘယ်ပွဲယုံချဖို့လဲခမဘယ်ပွဲယုံချရမှန်းမသိသေးဘူးဗျစံပိုင်ရှင်ကဘယ်သူလဲခမထိုစဉ်စံပိုင်ရှင်နဲ့တွဲဆောင်ကတခြားစီဖြစ်တဲ့သဖြင့် သူ့ကိုဘယ်မှာတွေ့နိုင်မလဲခမညာဒီမှာပဲတွေ့နေရပါပြီဗျစံပိုင်ရှင်ကကျွန်တော်ပါပဲဗျသူတို့အံ့အားတင့်သွားကြသည်အเจ้าမှာစံပိုင်ရှင် ကုံတယ်တို့သည်ဒီလိုပင်မှန်သောခရီးကို ကုံတွဲနှင့်မလိုက်ကြကုန်လူစီယထာနှင့်သွားပြီးတွေ့ဆောင်ကိုငါးချက်30ပြည့်၍ငါကြ၏ကျွန်တော်ကိုယ်တိုင်လည်းစံပိုင်ရှင်စစ်စစ်မဟုတ်သည်ကို မေးဆွေအသိပါတို့တော့ကျွန်တော်သဘောနဲ့ရောင်းချနိုင်ပေသည်သူတို့သည်ကျွန်တော်အကဲကိုခတ်ကြပြီး ဒီမှာပွဲရုံဆက်သွဲမရှိသေးဘူးလားခမမရှိသေးဘူးဗျဒါပထမဆုံးအခေါက်ကျွန်တော်မန္တလေးကိုရောက်ချင်းမေးဗျဟာဒါဖြင့်ကျွန်တော်တို့ပွဲရုံကိုချဗျာဟင်္ဒရာမြင့်ဆန်ဆက်ပိုင်ရှင်တထေဦးသက်တင်ဒေါ်တန်းရင်ဆိုရင်မန္တလေးမြို့မှာနမည်ကြီးပါပဲအဆောဆအရာရာစိတ်ချရပါတယ်ခမတို့ဆက်တထေကကျွန်တော်ဆန်ဘယ်စည်းပေးမှာလဲဤစကားပြောလိုက်မိသည်နေပြီသူတို့ဒီကျွန်တော်အားကုံတဲ့အစ်စက်ဆက်မန်းကိုတီးကြလိမ့်ပြီ ီကလည်းစံနမူနာယူခဲ့ပြီးတော့တတိနဲ့တွေ့တော့ပြောပါပုံစေးထဲမနေရပါဘူးတက်စီစောင့်ခြင်းနဲ့ဆိုရင်လေတတိအိမ်မှာနေပြီးစောင့်နေပါတယ်အခုကျွန်တော်တို့နဲ့လိုက်ခဲ့ပါအာဒီစံနေဒီတွဲပေါ်ဒီတိုင်းထားခဲ့လို့ဖြစ်ပါမလားသူတို့ကရီမောကြပြီဒါကျွန်တော်တို့တာဝန်ထားပါတန်စာဆိုတာကျွန်တော်တို့ပြီးခဲ့ပါတဟာနဲ့ကျွန်တော်ဒီသူတို့ခေါ်ရသောအထုပ်ပိုးနဲ့လိုက်သွားသည် ဘူတာပြင်ဘက်ရောက်တော့သူတို့မှာစပိန်ကိုစီနှင့်ကျွန်တော်ကစိုက်ကားနေသူတို့နှစ်ယောက်အနေတယောက်ကတုတ်ချေတင်သွားသည်တယောက်ကကျွန်တော်စိုက်ကားကိုလမ်းညွန်ခေါ်သည်မန္တလေးမျိုးလေကောင်းလန်းတွင်သူတို့တတိတိုက်ကလည်းကျွန်တော်တို့တတိဥမောင်ကြီးတိုက်ထက်မငယ်ပါတကားထိုတိုက်ရှိစိုက်ကားရိုက်လိုက်ရင်အသက်30ကျော်များသာရှိသေးသည့်ပွဲကတော်ကိုယ်တိုင်ထွက်လာ၍ကျွန်တော်အားကြိုးစိုးပြီးစိုက်ကားကပြီးသည် သူတို့တိုက်နဖူးစည်းတွင် ဟင်းသာမြင့်ဟုရေးထားသည်သူတို့မှာမန္တလေးမြို့တွင် ဟင်းသာမြင့်ခေါ်သောဆန်ဆက်ရှိသည်ထို့သောယင်1946ခုနှစ်မှာမန္တလေးခရိုင်တွင်စစ်ပီးစားစဘာထွက်မကောင်းသေး၍ဆက်မမှန်မလဲရသဖြင့်သူတို့အင်ကို ပွေယုံဖွင့်ထားကြခြင်းဖြစ်သည် ထို့ကြောင့်သူတို့လင်မယားကို ပွေစားပွေကြောဟုကုံတဲခေါ်ခေါ်ကြရသည် ပွေကြောဒေါ်တန်းရင်ယောက်ျားဥပတင်မှာ ထိုစဉ်အသက်35နှစ်မြောက်ရှိပြီဖြစ်၍သူတို့လင်မယားသည်တယောက်ကိုတယောက်တင်းယင်းဟု၍အဖျားဆွပြီးကနွေကလေးခေါ်ကြပြောကြသည်ဤတင်းနှင့်ယင်းတွင်ယင်းကစီပွားရေးကိုဦးစီးခေါင်းဆောင်လှုပ်၍သူနှစ်သားစကားပြောရသည်ထိုနေ့17နှစ်လောက်မှပင်ဘူတာမှာနွားလေးများဖြင့်သူတို့အိမ်ရောက်လာပြီဖြစ်သောကျွန်တော်ဆန်အိမ်များကိုကြည့်၍မောင်ကျမောင် မင်းအမထာဆန်တွေကအခုပေါက်စီတဲကို35ချက်ဈေးရှိတယ်ကွအဲ့ဒါအခုရောင်းချင်လဲရောင်းတဈေးစောင့်ချင်လဲစောင့်အောင်ပေါင်တယ်မြို့ဆက်ထဲမှာပေါက်စီ28ကျက်များသာရှိသဖြင့်ဥမောင်ကြီးက30ကျက်အထက်ရလင်မြ мян ရောင်းပြီးမြ мян ပြန်ခဲ့နောက်ဆန်တွေအများကြီးရှိသေးတယ်ဟုမှားကြလိုက်သည့်အလျောက်ကျွန်တော်ဒီဤ33ကျက်စီနှစ်ပင်ရောင်းပြီး3ရက်အတွင်းပြန်ခဲ့တော့ဤဘူတာယုံမှာပွဲယုံတို့တဲသောနွားလေးကားကို ကျွန်တော်ကခံရသည် ပွဲကားကတရားလင်းတစ်ချက်ခွင်းနုံထိုရောင်းဝင်များကိုဥမောင်ကြီးကမှားကြလိုက်သည့်အတိုင်းကျွန်တော်ဇီတာချန်လက်ပြီးမန္တလေးငွေတိုင်းမှာ draft လုပ်ရသည်ဤ draft ကို ရန်ကုန်မြို့မြမအလင်းသတင်းစာတိုက်မန်နေဂျာနောက်ဖာစာပါလာနဲ့ပါထစာအစိုးရလက်ထက်မှာဗန္နာရေးဝင်ကြီးဖြစ်သောဦးတင်ထန်းတို့ဝင်ပေးရသည် ဦးတင်ထမ်းမှငွေပြည်မြဒရပ်ပြားကြောင့်စောက်ကူတာဥမောင်ကြီးအားကျွန်တော်ကပေါင်းတဲမျိုးမှပြရသည်မန္တလေးမြို့မှာစံတအိတ်33ချက်စီရောင်းခဲ့ရသဖြင့်ဥမောင်ကြီးကလွန်စွာခြေနဲ့အာရ၍နောက်တစ်ခေါက်တွဲနဲ့တွဲနဲ့အခြားတွဲဆောင်တယောက်ပါထည့်၍လွတ်ပြန်သည်။ဤအခေါက်မှာ35ချက်စီတောင်းရောင်းခဲ့ရပြန်သဖြင့်ဥမောင်ကြီးသည်ပိုမိုသဘောကျသွားလေ၍တတိယအခေါက်တွင်မူကျွန်တော်အားပေါင်းတယ်မြို့သို့ပြန်မလာလေနှစ်တော့ မန္တလေးမြို့မှာပဲနေပြီးသူကမပြတ်ပို့နေမီဖြစ်သောဆံများကို ရောင်းချပြီးငွေကို drop လုပ်ပြီးပြန်ပို့နေပါထို့ကြောင့်ကျွန်တော်ဒီမန္တလေးမြို့မှာတတိဤလူယုံတော်အဖြစ်နဲ့ဆံမြန်ရပါလိမ့်ဤဒီလိုဆံတွေမြောင်များစွာ မကြာခဏရောက်နေသောတတိဤကိုစလေတော်အားပွဲစားကြတော်တို့လင်မယားကလည်းဖူဖူမှုန်ကြပါ၏သမင်းစားပွဲမှာကျွန်တော်ကိုဇပွဲထိတ်ကထိုင်စေပါ၏ ကျွန်တော်နှင့်မကြာခဏခောက်ကယ်ပြန်ကယ်ရောက်လာကြသောပေါင်းတယ်မှဥမောင်ကြီးလှလိုက်သည့်ဆန်ဆွေးတောင်များနေရင်သူတို့တိုက်ကောင်းရင်ကတက်သားအိမ်မြင်တလုံးပေးထားပါ၏ပွဲကတော်ကကျွန်တော်အားငမောင်ဟုခေါ်လာ၏ကျွန်တော်ကသူ့ကိုမမယင်ဟုခေါ်တော့၏ထိုအချိန်၌ကျွန်တော်အသက်သည်28နှစ်ရှိပြီဖြစ်တော်လေကျွန်တော်သည်အရွယ်တင်တူဖြစ်၍များစွာနူပြိုနေ၏ မိမိကိုမိမိအရွယ်တင်သူဟုပြောသဖြင့်ကြွားသည်ဟုမထင်စေလိုပါ စင်စစ်အရွယ်တင်ခြင်းသည်မိမိကိုမိမိအထင်ရောက်၍ဖောက်ပြန်သောသဘောရှိသည်ကျွန်တော်သည်ဤရှိတတ်သောလူစားတဲ့တွင်ပါဝင်၍ကိုကိုကိုလူပြိုလိုနေ၏ဆက်တတိဥမောင်ကြီး၏ညီဟုလည်း၏ဒီတော့ပွဲကတော့ဒေါ်တန်းရင်အင်မတန်သဘောကြကငါမောင်တော့ဒို့ညာသူနဲ့ပေးစားရမယ်ကွာဟု ဆိုလာ၏ဒီတော့ဒီမောင်ကလည်း ။အိုးမမရင်သဘောပဲ။ဒေါ်တန်းရင်သည်အောင်သွေးဝါဒနာပဟန်တူ၏။သူစိတ်ထဲဒီစက်တထီးညီကိုစက်တထီးသမီးနှင့်ပေးစားလိုက်ရအနိုင်ပဲဟုတွက်ဆဟန်တူ၏။တနေ့တနိုင်ဆက်တတိသမီးတယောက်သူ့ရင်ရောက်လာသည်နှင့်ကျွန်တော်ကိုခေါ်ပြ၏အသက်19နှစ်တဲ့အသက်ညိုကျော်နံမီကခင်မမတဲ့ခင်မမပြန်သွားသောအခါ၌ကျွန်တော်ကိုခေါ်မိ၏ဘယ်နဲ့လဲသဘောကျရလားကွာ ကောင်မလေးဘက်ကတော့ငါသဘောပဲကွငါပြီးပြီးတယ်ဒီတော့ဒီကောင်ကလည်းဟာမမရင်ကျွန်တော်တော့မြင်ရင်မြင်ချင်းမဲကွယ်ချင်းမိကြိုက်မိတယ်ဆိုတဲ့တချင်းအတိုင်းပဲကျွန်တော်သူ့အတွက်တောင်ကြ བྱ ာတပုတ်ဆက်မိလိုက်သေးတယ်အောင်းမင်းမင်းကကြ བྱ ာဆက်တတ်သလားစူစမ်းမအောင်ဘလို့လဲကျွန်တော်ကစာရွက်တစ်ခုတည်းရေးထားတာပြလိုက်ဤတင်ကွာကွာနဲ့ခင်မမရင်ဆော့ဆော့မျက်နှာမြင်သမျှမက်ဆေ့ယာငယ်ရက်တက်မှမချီ တခဏလောက်ကြင်လိုက်ပါလင်စင်ကြိုက်တာတောင်ခံဝင့်ပါရဲ့လေသူသည်ဤရွှေနောက်နောက်ကဗျာကိုဖတ်၍ရွှေနောက်ဒီကိုမတိရှာပဲရီမောပြီးမင်းကဗျာကလည်းကွာ စင်ကြိုက်တယ်လို့ပဲစင်ဆိုတာအစွဲနဲ့ထိုးတယ်သာရှိပါတယ်အဲ့ဒီထိုးကာယံကိုယူရတော့မကောင်းတယ်လို့ပါမမရင်ရဲ့သူဒါမျိုးတော့နားလေသည်ဟွန်းကောင်းလေးဟိုနဖူးကိုလက်တီနစ်ရွယ်သည်อืม တတိမျိုးရောင်ဆောင်ရတဲ့အရာသာတမျိုးပါကလားစင်စစ်ကကျွန်တော်ဒီထိုအချင်းထိုမျိုး၌တတိနှစ်ပဲတူနေပါသည်နှစ်ရချာသုံးရချာလို၄၅တောင်း၄၅တောင်းပေါင်းတဲ့ကပို့နေတဲ့စံပိုးတွေပွဲကတော်စီကယူယူပြီးဘန်သွား draft လုပ်ပို့နေပါသည်ဘန်ကငွေလက်ခံဒီမှာနိုင်ပြန်တစ်ချက်အထိသာဖြစ်ရငွေရပြီးဘန်ချိန်မမီသောနေ့များ၌ဤငွေ၄၅တောင်းအကြီးကိုဆရာကြီးရွှေဦးတောင်းအင်းယူသွားကား တညတာအနန္တာလေးရှိသည်ထို့ကြောင့်တခါကဆရာကြီးကပြောဘူးသည်ဟေ့ကောင်မင်းဒီလောက်များတဲ့ငွေတွေငါစီလာလာအပ်ထားတာငါကများမတော်မတရားလုပ်လိုက်ရင်လို့များမစင်စားမိဘူးလားမစင်စားမိပါံဗျာဆရာကြီးကစုံတော့မောင်ဆန်ရှာဝတ္ထုတွေရေးတဲ့သူကျွန်တော်ကစုံတော့မောင်ဆန်ရှာဝတ္ထုတွေဖတ်ထားတယ်လူဤမြောင်ငွေကိုအေးမထားသူ ဖြစ်ခြင်းကြောင့်ဆရာကြီးဤတသက်မှတ်တမ်းစာအုပ်တွင် သူသည်ကျွန်တော်အား တထေသားလီဟုထင်မိကြောင်းရေးထားပေသည်ဆရာကြီးထင်မိဆိုကလည်းထင်စရာပါပဲဒီအချိန်မှာ ကျွန်တော်က brandy whiskey beer ဒါဇင်လိုက်ဆရာကြီးအိမ်မှာချနေတာပဲသို့တော့ကျွန်တော်ဘဝကအိမ်မက်ပမာသာတည်တနည်းအားဖြင့်မျက်လက်ပြနေသည်နှင့်တူပါသည်1946ခုနှစ်မြန်မာပြည်တွင် လူမျိုးပေါင်းစုံအလုတမအလုံးတို့အညီညွတ်ဆုံးသောဘူဂျိုအောင်ဆန်းခေါင်းဆောင်သည်ပြည်လုံးကျွတ်ဖွာစာပါလာတပေကြီးမှောက်တီ၌လံပန်းအဆက်အသွယ်အလုံးပြက်၍မန္တလေးမြို့မှာစံတအိတ်ကို90ကျော်အထိရောင်းရလျာတပေကြီးပြန်လန်၍ယထာလန်ကာလန်ပွင့်တီနှင့်တပြိုင်နေအာလာလာ အောက်အရက်ကစံကုန်းတွေက တုတ်ထားသောတာတမန်ကိုရေတလဟောဖွင့်ချလိုက်ပြီးတကယ်တော့ စံရီအရန်ကရောမန္တလေးမြို့တို့တင်ကြလေရာတအိန်20ကျပ်စီမြဝယ်မိသူမရှိတော်လေးတကားထိုအခါ၌ကျွန်တော်လက်ထဲမှာစံအိတ်တွေ2000ကျော်တောင်းတင်နေလေတော့သည်ဒီတော့ပေါန့်တေမြို့မှာဥမောင်ကြီးဤရောက်ဖကိုတိုင်းလိုက်လာက စီမံခန့်ခွဲသည်အထက်အညာကသားမှာစံစီကောင်းသည်ဟုကြားသည်စံအိတ်မော်တော်တစီဆွဲနိုင်လောက်အောင် လူတယောက်အစံလွတ်ရောင်းခိုင်းကြည့်ပါ ဒီအခါမှာဥမောင်ကြီးဆန္ဒအရာလူစွမ်းကောင်းရွေးလိုက်သည်ကလည်းကျွန်တော်ပဲထို့ကြောင့်1946ခုနှစ်နိုဝင်ဘာလ23ရက်နနက်10:00နာရီမှာဆန်အိတ်နေရာစီပါသောတမန်ကြီးနှစင်းဝယ်ချိတ်ထားတဲ့မော်တော်ဒဇင်းနဲ့မန္တလေးမြို့ဂောဘိန်စိမ့်မှာအထက်ညာသို့ဆန်တက်ခဲ့ပါသည်ဗျာဒီလူစွမ်းကောင်းဟာအညာမှာတော့ကွဲလိုက်သည်ဟက်တပါပဲကပားရောက်တော့မှန်ချက်နဲ့နန်းတွဲမကိုက် စံတအိတ်30ကျပ်ဈေးလောက်ပဲရှိတယ်။နတော်ပြတို့ဆိုသူတို့စီမှာစံတစ်ကလည်းပေါ်နေတာကိုဒီ30ကျပ်ဈေးတောင်မှများများဆဆလက်ငင်းဝယ်မိသူမရှိ။ဒီတော့ကျွန်တော်မြကြီးနာအထိတက်ရောက်တာလဲရီစာတယောက်သားရခဲ့သည်။မစွနာနဲ့ကတာမာပဲစံတွေအလုံးအကျွေးပေးလိုက်တာ။အဲ့ဒီအကျွေးဟာတော်တော်နဲ့တောင်းမရတော့ပါဘူး။ဒီတော့ကုံရှုံကျွေးချံအိမ်မပြန်နိုင်မဲကပါမာပင်တောင်းတင်နေလိုက်တာ။ ကျွန်တော်မှတနာစရာပဲမိမတယောက်နဲ့အိမ်အောင်ပြုနေရသဗျာနောက်ဆုံးဟူကျွေးလဲတောင်းမရရှိသည်များလဲဖေရှုံလို့ကသားမမနေနိုင်တော့ပဲ1948ခုနှစ်မေလထဲမှာပေါင်တဲ့ရွှေမျိုးတော်ပြန်လာလို့ကျွန်တော်အဖေအိမ်ဝင်နေဝင်တော့ကျွန်တော်အိတ်ထဲမှာပယ်စိ20နှစ်ကသားကမရငယ်တယောက်ပဲပါခဲ့တော့သဗျာအဲ့ဒီမိမအကြောင်းတော့ဆန်ဆုံစာ ကံကုံသွားဆိုတဲ့ဝိထု ငွေတာရီမဂဇင်းမှာပဲ1962ခုနှစ်ဇွန်လနေ့ဇူလိုင်လနှစ်လဆက်ဝတ္ထုရှိအဖြစ်နဲ့ပါပြီးပါပြီခမစင်စစ်တော့ကျွန်တော်ဘဝဟာကျွန်တော်ကိုစာရေးဆရာမဖြစ်ဖြစ်အောင်တွန်းပို့နေတာပဲမိမတယောက်နဲ့ပဲစိနေစီပဲအိတ်သေးပြန်ပါတယ်ဆိုတာကြတော့ဥမောင်ကြီးကသူ့ငွေတွေအလဲသုံးစားလုပ်တယ်၄၆၀နဲ့တရားဆွဲမယ်လို့ပြောလို့ကျွန်တော်အဲ့ဒီမိမခေါ်ပြီးမန္တလေးပြန်ပြေးတာပေါ့ နောက်တော့အဖေမျက်နှာထောက်ပြီးသူတကယ်မဆွေးရှာပါဘူး။မန္တလေးရောက်တော့ကိုနေစရာစားစရာမရှိတဲ့အဆုံးမှာဒီမိန်းမကိုလက်မှတ်ခံပြီးကတားပြန်တင်မောပေါ်တင်ပေးလိုက်ရတယ်ခမညာ။ကျွန်တော်ကတော့ကတားမာရုံးကကိုကြွေးရစရာရှိတဲ့သူ မန္တလေးအိမ်ပြန်ရောက်နေတာသူ့အိမ်အတင်းလိုက်နေလိုက်တော့တာပဲ။အဒီမှာကျွန်တော်စာရေးစရာဖြစ်တော့တာပါပဲ။ 1948ခုနှစ်ဩဂုတ်လရှုမဝါမဂဇင်းမှာစပြီးတော့ပေါ့မချဲအထပ်ပါတို့ဒီငွေတာရီမဂဇင်းတွင်1969ခုနှစ်စက်တင်ဘာလမှစ၍1990ခုနှစ်ဇန်နဝါရီလအထိ19လဆက်ရေးခဲ့ပြီးငွေတာရီအက်ဒီတာကအကြောင်းကြောင်းကြောင့်ဆက်လက်မထည့်နိုင်မှာဆိုသဖြင့်ကျွန်တော်19လတိတိမရေးဘဲရနာခဲ့ရယခု1992ခုနှစ်ဇူလိုင်လမှာ

စံကုံသေးလီဆိုတဲ့အပိုင်းကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသေးရှင်။